ကဲဆိုတော့ကျွန်တော်တို့ဒီ panel လေးတွေကိုကျွန်တော်တို့ကြိုက်တယ်လို့ customize လုပ်လို့ရပါတယ် customize လုပ်ကြည့်အောင်ဆိုတော့ကျွန်တော်ဒါကိုဒီနေရာမှာဆွဲကြည့်နေဒီနေရာမှာဆွဲကြည့်နေဆိုရင်ဒီမှာကျွန်တော်နှိပ်လိုက်တယ် mouse ကိုဖြည့်လိုက်တယ်ဖြည့်ပြီးတော့မှကျွန်တော်ဒီနေရာမှာထားမယ်ဒီမှာ monitor ရဲ့ဘေးနားမှာ program monitor ဘေးနားမှာ effect control ရှိတယ်ဒါပေမဲ့အဲ့လိုကတ်ကတ်သွားတယ်ပေါ့နော်အဲ့လိုကတ်တဲ့အချိန်မှာကျွန်တော်တို့ control နှိပ်ပေးရပါတယ် control နှိပ်ပြီးတော့မှဆွဲဆွဲရင်ကျွန်တော်ဒီမှာ ချိန်တဲ့နေရာမှာသွားထားလို့ရတယ်။ဒီနေရာမှာချိန်တယ်လို့အကြီးချဲလို့ရတယ်၊ကြုံချဲလို့လို့ရတယ်။ဟုတ်ပြီ။နောက်တစ်ခုကိုကျွန်တော်ပြန်ဆွဲမယ်။ဒီမှာ program monitor ကိုပြန်ယူမယ်ဆိုရင် mouse ကိုဖြည့်ပါ။ဖြည့်ပြီး control နှိပ်ရမှာဖြစ်ပါတယ်။ mac တက်ဆိုရင် command နှိပ်ပေးပါ။ဟုတ်ပြီ။ကျွန်တော်တို့ကြိုက်တယ်လို့ဆွဲထုတ်လိုက်လို့ရပါတယ်။ကျန်တဲ့ panel တွေရောဥမာ program monitor ကျွန်တော်အဲ့ဒီရတဲ့ monitor ကြီးကိုဒီမှာထားမယ်။ပြီးတော့ effect ကိုကျွန်တော်ဘေးနားမှာထားမယ်။ ောက်တစ်ခုကကျွန်တော် text ကျွန်တော်စာရေးခြင်းနဲ့တွေ့ကြအောင်မလို့ဒီမှာကျွန်တော်ဒီ panel လေးကိုဒီနေရာမှာထားမယ်ဟုတ်ပြီပြီးတော့ timeline ကိုကျွန်တော် cutting နေလို့မှာဖြစ်တဲ့အတွက် အောက်ဆုံးမှာကျွန်တော်ဒီလိုလေးထားလို့ရတယ်ပြီးတော့တေးလိုက်လို့ရတယ်ဟုတ်ပြီဒီလို customize လုပ်လို့ရပါတယ်တချို့တွေက monitor နှစ်ခုရှိရှိမှာပေါ့ computer laptop နဲ့ပြီးတော့ monitor တစ်ခု spare part နဲ့ယူပြီးတော့မှထားတာမျိုးရှိတယ်ပေါ့နော်အဲ့ဒါဒီလုပ်တဲ့အခါမှာကျွန်တော်တို့ဒီ workspace ကိုကျွန်တော်တို့ချိန်တယ်လို့ customize လုပ်လို့ရတယ်ဆိုတာကိုပြောပြခြင်းဖြစ်ပါတယ် ဟုတ်ပြီအဲ့ဒါကိုကျွန်တော်တို့သူ့နေရာတိုင်းပြန်ထားခြင်းနဲ့ဆိုရင်တော့ဒီမှာ essentials ဆိုတဲ့နေရာမှာဒီနေရာလေးမှာကျွန်တော်ပြန်သွားပြီးတော့မှသူ့နေရာတိုင်းပြန်ထားမယ်ဒီမှာ reset to safe layout ဟုတ်ပြီ reset to safe layout ဆိုတဲ့နေရာလေးကိုကျွန်တော်နှိပ်လိုက်တာ ਨੇ သူတို့နေရာသူသူတို့ပြန်နေသွားကြပါတယ်ဟုတ်ပြီကျွန်တော်တို့တခုခုမှားနှိပ်မိတာပဲဖြစ်ဖြစ်ဒီမှာ reset to safe layout ကိုနှိပ်လိုက်ရင်သူ့နေရာနဲ့သူအားလုံးပြန်နေမှာဖြစ်ပါတယ် ပြီးတော့ဒီမှာ effect control ကိုကျွန်တော်တို့ယူလိုက်တယ်ဒီမှာ essential graphic ဆွဲထုတ်လိုက်တယ် text ဆွဲထုတ်လိုက်တယ်ဆိုတဲ့နေရာမှာကျွန်တော်မှားပြီးတော့မှသွားပိတ်မိတာဖြစ်ဖြစ်ပေါ့เนาะဒီမှာ close window ဒီဟာလေးကိုသွားပိတ်မိတာပဲဖြစ်ဖြစ်ဒီမှာ close window close window ဟော x ပေါ့เนาะ window တက်ဆိုတော့ x ပေါ့အဲ့ဒါကိုနှိပ်မိသွားလို့ဆရာကျွန်တော်တို့ကွန်ပျူတာမှာကြာတော့ဒါတွေမတွေ့ရဘူးဆိုရင်ဘယ်နေရာမှာသွားပြန်ယူလို့ရတယ်ဆိုတော့ဒီမှာအပေါ်မှာရှိတယ် window ကိုသွားပြီးတော့မှဒီနေရာမှာကျွန်တော်တို့ဆွနာတော့ကပိတ်လိုက်တဲ့ effect တို့ effect control အဲဆွနာတော့က effect control ရှိမယ်နောက်တစ်ခုကကျွန်တော်တို့ဘာတွေပိတ်သွားလဲဆိုတော့ text တွေပိတ်သွားတယ်ဒီမှာ text ပြန်ခေါ်လို့ရတယ်အားလုံးဒီ window မှာပြန်ရှာလို့ပြန်ယူလို့ရပါတယ်ဟုတ်ပြီဒါကိုသူ့နေရာနဲ့သူပြန်ထားမယ်ဆိုရင် essential ကို essential ကိုနှိပ်ပြီးတော့မှအောက်မှာ reset to safe layout ဆိုပြီးတော့မှကျွန်တော်တို့ပြန်ပြီးတော့မှ resave လို့မှဖြစ်ပါတယ်ဒီ workspace ကိုကိုကမကြိုက်ဘူး timeline ကိုနည်းနည်းအပေါ်ရောက်ချင်တာပဲဖြစ်ဖြစ် program monitor ကိုတနည်းအားမှထိတ်ချင်တာပဲဖြစ်ဖြစ်အဲ့လိုကိုကြိုက်တယ်လို့ customize လုပ်ထားတဲ့ workspace တစ်ခုကိုဒီနေရာမှာကျွန်တော်တို့ save သွားလို့လို့ရပါတယ်ဒီမှာ essential ဆိုတဲ့နေရာမှာ essential switch ဆိုတဲ့နေရာမှာသွားပြီးတော့မှဒီမှာ save as new workspace ဆိုပြီးတော့မှ save လုပ်လို့ရတယ်။ဟုတ်ပြီကျွန်တော်လုတ်ပြပေးကြည့်မယ်။ဥပမာကျွန်တော်ကဒီ timeline edit လုပ်တဲ့နေရာ timeline ကိုဒါဒီလိုအရှိထားခြင်းနဲ့ပြီးတော့ကျွန်တော်ရိုက်ကူးထားတဲ့ source monitor ကိုလည်းကြည့်ခြင်းနဲ့ဒါတော့ကျွန်တော်တို့ edit လုပ်တဲ့အခါမြင်တွေ့ရမယ်။ monitor ဆိုတော့နည်းနည်းကြီးကြီးချထားလိုက်မယ်။ပြီးတော့ source monitor ကတော့တိတ်ကြည့်စရာမလိုတဲ့အတွက်နည်းနည်းလေးတေးထားမယ်ပေါ့နော်။နည်းနည်းလေးအသေးထားမယ်။ ပြီးတော့နောက်တစ်ခုကကျွန်တော် effect control လို့မယ် effect control လို့မယ်ဆိုတော့ဒီ effect control control ကိုယူလိုက်မယ်ဒီမှာ mouse ကိုဖြည့်ပြီးတော့ control နှိပ်ပြီးတော့มาယူတာဖြစ်ပါတယ်ဒါလိမိသွားมาဆိုလို့ပေါ့เนาะมาသွားရင်လည်း reset သွားလို့လို့ရပါတယ် okay ဒီမှာ control effect control နောက်တစ်ခု project တစ်ခုပြန်ဖွင့်တဲ့အခါမှာဒီတိုင်းကျွန်တော်ထားတဲ့အတိုင်းဖြစ်စီခြင်းနဲ့ဆိုရင်တော့ဒီမှာကျွန်တော်တို့ save as new workspace ဆိုပြီးတော့မှကျွန်တော်တို့ customize ဆိုတော့ personal personal c s t o personal customize အဲဒီနေရာမှာဝင်လာမှာဖြစ်ပါတယ်ဟုတ်ပြီနော် personal customize ဟုတ်ပြီ essential မှာဒီလိုရောက်လာတဲ့ချိန်ကျရင် essential ကိုဒီမှာကိုလုတ်ထားတဲ့ setting save လုတ်ထားတဲ့ပုံစံတိုင်းဖြစ်နေတယ်ဆိုရင် essential switcher မှာသွားပြီးတော့မှ reset to safe layout ကိုသွားပါသွားပြီးဒီပုံစံတိုင်းရောက်လာမယ်ဆွနာတော့ကျွန်တော်တို့ save လုပ်ထားတဲ့နေရာ personal customize ကိုသွားပြန်ဝင်လိုက်ရင်ဆွနာတော့က setting ချထားတဲ့ workspace ပုံစံတိုင်းပြန်ပေါ်လာမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်တို့ဒီ user interface အကြောင်းကိုအလုံးနားလည်မယ်လို့ထင်ပါတယ် ဒါလေးကတော့ user interface အကြောင်းပဲဖြစ်ပါတယ်။နောက်ဗီဒီယိုမှာ project တွေစပြီးဖန်တီးကြည့်မယ်။ application ထဲမှာ source file တွေ download ဆွဲဖို့ချပေးထားတဲ့ဟာကို download ဆွဲပြီးတော့မှ tutorial လုပ်လို့ရတယ်။ဒါမှမဟုတ်ဖုန်းနဲ့ပဲဖြစ်ဖြစ်ကင်မရာနဲ့ပဲဖြစ်ဖြစ်ကိုရိုက်ထားတဲ့ footage တွေကိုကိုရိုက်ထားတဲ့ video file တွေကို footage လို့ခေါ်ပါတယ်။ footage တွေကိုဒီဒီ project ထဲမှာလာပြီးတော့မှ edit လုပ်မယ်။ဆိုတော့ဒီနေ့ကတော့ user interface အကြောင်းပဲဖြစ်ပါတယ်။နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်။